အာဆင်နယ်ဖန်တွေအတွက်တော့ဝမ်းသာစရာတစ်ခုပါမနေ့ညမှာကျွန်တော်အာဆင်နယ်အမျိုးသမီးအသင်းကဘာစီလိုနာအမျိုးသမီးအသင်းကိုအနိုင်ယူပြီးတော့ချန်ပီယံလိဂ်ဖလားကိုရရှိနိုင်ခဲ့ပါတယ်ဆိုတော့အာဆင်နယ်ဒီအမျိုးသားအသင်းကတော့ဘာဖလားမှမရပေမဲ့ကျွန်တော်အာဆင်နယ်အမျိုးသမီးအသင်းကအခုလိုအမြင်မှုတွေရတဲ့အတွက်ဒါကျွန်တော်တို့အစိုးရအကောင်ကျွန်တော်အာဂုံယူရမှာပဲဖြစ်ပါတယ်ဒါမဲ့နှစ်မှာ အာဆင်နယ်အမျိုးသားအသင်းကရောဒီအမျိုးသမီးအသင်းတွေလိုအောင်မြင်မှုတွေရနိုင်မလားဆိုတော့စောင့်ကြည့်ရမှာဖြစ်ပါတယ်။ဘာဖြစ်ဖြစ်ပါကျွန်တော်တို့ဒီလာမယ့်နှစ်မှာတော့ပိုကောင်းတဲ့အာဆင်နယ်အသင်းအာဆင်နယ်အမျိုးသားအသင်းဖြစ်လာလိမ့်မယ်လို့မျှော်လင့်ရပါတယ်။လက်ရှိမှာလည်းကောင်းမွန်တဲ့အခြေအနေတွေအများကြီးပိုင်ဆိုင်ထားတာကြောင့်အာဒီဒါအနေနဲ့တိုက်စစ်ပိုင်းမှာကောင်းမွန်စွာပြင်ဆင်ပြီးတော့ပြန်ပြီး2025မှာပြန်ပြီးပွဲထွက်လာမယ်ဆိုတော့ အခုလိုအာဆင်နယ်အမျိုးသမီးအသင်းလိုပဲဖလားတွေကိုစုတ်ခူးနိုင်ဖို့အလားအလာများပါတယ်မဟုတ်ပဲနဲ့မပြေမစင်ပဲနဲ့အရင်နှစ်တည်လိုပဲဖြတ်တန်းလာမယ်ဆိုရင်တော့အာဒါအရင်လိုပဲဆက်ပြစ်သွားဖို့များပါတယ်ယခုလက်ရှိမှာအသုံးလုံးမရတဲ့ကစားသမားတွေအများပြားကိုလည်းထုတ်ရောင်းပြဖို့ကောင်းပါတယ်စင်ချန်ကို Viera ပြီးရင်ဂျာဂျင်ဟိုတို့ စသဖြင့်အစင်မပြေတော့တဲ့ကစားသမားတွေကိုအမြန်ဆုံးအစင်တွေကနေထုတ်ပြဖို့လိုပါတယ်။မဟုတ်ရင်တော့အစင်တွေဟာပုံမဆိုးရွားတဲ့အခြေအနေတွေထပ်ရင်ဆိုင်ရပါလိမ့်မယ်။တိုက်စစ်မှာရှိတဲ့ဂျေဆုလို့ပြောလို့ဆိုရင်ဒါအာဆင်နယ်အတွက်မလိုအပ်တော့ဘူးတော်တော်လေးကိုဆိုးရွားတဲ့အခြေအနေတွေပေါ့နော်ဒါတွေကို ပြင်ဆင်ပြီးတော့2025မှာပြန်လည်ပြီးပွဲထွက်လာမယ်ဆိုတော့ကျွန်တော်တို့အာဆင်နယ်အသင်းက ်အစင်းနဲ့အမျိုးသမီးအသင်းလိုပဲအောင်မြင်မှုတွေရမလားဆိုတော့ကျွန်တော်တို့ဆက်လက်ပြီးစောင့်ကြည့်သွားဖို့ဖြစ်ပါတယ်။နောက်ထောင်ပိတဲ့လူတွေကိုကျေးဇူးတင်ပါတယ်။